ေ့ရောက်လာတဲ့ခါမှာဟိုဇက်ကောင်ရွေးရတာခတ်သွားတယ်နော်ကျွန်တော်တို့ကဆိုရင်ကိုယ်ကြိုက်တာကိုလုပ်လို့ရတာကိုမကြိုက်ရင်လည်းမလုပ်ချင်သေးဘူးကွာနောက်ကြံတဲ့ဟာတွေမျောလင်းလို့ရတယ်ဘယ်ရောက်လာတဲ့ခါမှာကိုတွေကနည်းနည်းဒီလူပညာအတိုင်းမှာနေပြီးလဲကျေပြန့်လာတယ်နောက်ပြီးတော့လည်းနောက်ခြားတိတ်တွေအဲတက်သက်မင်းတွေအများကြီးအားကြီးပါလာတယ်ခါမှာသူတို့မှာရွေးရွေးချယ်တာ choice အများကြီးရှိတယ်ဘာပြန်ပြီးရွေးချယ်လို့မရတော့ဘူးအခုလာပြီးရွေးချယ်ရင်ဝက်တာကကို choice လို့ပေါ့ကိုပါစီချင်တယ် โอเคเบเนียမျိုးอ่ะလဲအခုပြန်ကြည့်ရအောင်အဓိကနေရာနဲ့ကိုပြန်လုံနိုင်မလားအဲနာမည်ရှေ့နောက်တွေလဲဆိုင်အဓိကဇကားတကောင်းမှာဇလန်းတပတ်ကြီးဒီမှာကိုကြောင့်ဇက်ကွန်ကိုကိုလုံနိုင်မထင်တော့ဘူးကလက်ခံပြတာများပါဒီကားလေးမှာကျွန်တော်ဧည့်သည်ပြဆောင်ပါ20ဟောက်အဲအကြောင်းဒီကားလေးကြတော့ဒါရောက်ပြီးတက်ပြီ ဒီကမ်းမှာကျွန်တော်ရှင်းနေရှင်းရှင်းနေတာအဲ့မှာတော့ဒီနေရာတော့တိတ်တော့ heavy တော့မရှိပါဘူးဇက်ကားထဲမှာတော့ဇက်အကြောင်းမသိဘူးပြောပြချင်တော့ဘောလုံးကြီးတဲ့ခါကျရင်အဲ့အလေးရလည်းအလေးပြောင်းတော့ကျွန်တော်နေရာလေးခုကြောင်းလည်းဇက်လေးအလေးပြောင်းဖြစ်သွားတာအဲ့ကြောင့်ဒီကတော့အသိအများကြီးတော့လုံးစရာမရှိဘူးဒါမဲ့ပုံမှန်ပါဘူးအဲ့လိုမျိုးပေါ့အဒီကတော့ကျွန်တော်ကြောင်းကျွန်တော်ကြောင်းဆိုတော့ဒီ character တစ်ခုကြောင်းဇက်လေးအလေးပြောင်းဖြစ်သွားမှာဆိုတော့ဒီ character မှာနည်းနည်း လူပိုတိတဲ့လူတွေသူကနည်းနည်းပုံထည့်လိုက်တဲ့သဘောပါကြည့်ရတော့ဒီမဲ့ကေးရောက်လာတဲ့ခါမှာတော့ဇက်ကောင်ကိုရွေးရတာခတ်သွားတယ်နော်ကျွန်တော်တို့ကဆိုရင်ကိုကိုကြိုက်တာကိုလုပ်လို့ရတယ်ကိုမကြိုက်ရင်လည်းမလုပ်ချင်သေးဘူးကွာနောက်ကြံတဲ့ဟာတွေညှော်နေလို့ရတယ်ဒီမဲ့ရောက်လာတဲ့ခါမှာကိုတွေကနည်းနည်းဒီလူပညာအတိုင်းပိုင်းနဲ့ပြည်နဲ့ခြေပြန့်လာတယ်နောက်ပြီးတော့လည်းနောက်ခြားတိတ်တွေအဲတက်သက်မင်းတွေအများကြီးအားကြီးပါလာတဲ့ခါမှာသူတို့မှရွေးရွေးချယ်တာ choice အများကြီးရှိတယ်ဘာပြန်ပြီးရွေးချယ်လို့မရတော့ဘူး တော့ကိုယ်လာပြီးရွေးချယ်ရင်ဝက်တာတာကို choice လို့ပေါ့ကိုပါနေချင်တယ် okay ဘယ်နေရာမျိုးอ่ะလဲအဲ့ကိုပြန်ကြည့်ရတယ်အဓိကနေရာနဲ့ကိုပြန်လုံနိုင်မလားအဲနာမည်ရှေ့နောက်တွေလည်းစာအဓိကဇကားတကားမှာဇလန်းတပတ်ပြည်မှာကိုကြောင့်ဇက်ကောင်ကိုကိုလုံနိုင်မထင်တော့ကိုကလက်ခံပြတာများပါလားအဲအဲ့လိုတော့လည်းမဟုတ်ပါဘူးရိုက်တော့ရိုက်ပါဘူးဒါပေမဲ့ဟိုနေအနေအနေထားတကူကဘယ်လိုပြောမလဲအသက်ပိုင်းခြားကြောင့်လည်းဖြစ်မယ်နောက်ပြီးတော့လည်း ူတို့မှာရွေးချယ်စရာကများလာတယ်ကိုတကြတော့နာမည်ပဲလူသိတယ်ဆိုတာမျိုးကြံတော့လာလို့အဲ့ခါကျတော့ကိုနဲ့ရှင်လိုက်အများကြီးသူတို့တော့ဟိုဆယ်လီဘူဖြစ်မယ်ပူပြီးပိတ်တဲ့အနောက်မှာမီလီယံနဲ့ရှင်နေရှိတယ်အဲ့လိုဆယ်လီရှိတာသူတို့အဲ့အရာလေးပဲလုပ်ငန်းရှင်တော့ပူပြီး choice လုပ်ပေါ်လာများလာတွေ့ရတာပေါ့နော်ဟိုအဲ့လိုမျိုးလေးပဲကိုကပြန်တိဆောက်ရတာပေါ့နော် character ကောင်းတာဆိုကိုလုတ်ပြနိုင်မှာဟာဒီမှာတော့ကိုပိုင်တော့တခုနဲ့စကားကျွန်တော်ပါလို့ဆိုရင်ဟာတခုတော့ကောင်းပါပဲဆိုတော့စိတ်ကလေးကိုရအဲ့ message လေးပေးခြင်းလား အားပါလဲပါပါပြီးတော့ကွာမျိုးလည်းကွာမဖြစ်စေချင်ဘူးမှာ။ဟောလည်းကူဒီနေ့ရှင်နေကျွန်တော်ဝီစီဒီဘွားတွေကဟိုအားပေးပေးတယ်ရှိတယ်။အားတည်းပါရင်တော့ဒီကောင်တခန်းခန်းတစ်ခုတော့လုံးမှာပဲဆိုအသွေးလေးနဲ့ကျွန်တော်ကြည့်စေချင်။အဲကြောင့်ကျွန်တော်နောက်ပိုင်းကျွန်တော်ပါမယ့်အားလို့ကျွန်တော်ဒီချာလေးဖတ်ပြီးတော့ရေးပြပါမယ်။တကယ်ခံရရတဲ့လောက်တော့အဓိကတော့ဒီဘက်ကကတော့ဘယ်လိုပြောမလဲဆိုတော့လေဟိုနည်းနည်းနားယောင်တတ်တဲ့ခက်ဖြစ်တယ်ဟုတ်လား။အများအားထားဆိုလိုက်ပို့ထားတာပါ။ သူတို့တကယ်စေထဲမှာရှိတာတမျိုးဖြစ်ရင်ဖြစ်တယ်ဒါလည်းကြာဒါမကောင်းမကောင်းဘူးသူတို့လိုက်မကောင်းမကောင်းဖြစ်တာအဲ့တော့ဒီကတော့ဒီ Facebook online media ပေါ့နော်ဒီက Facebook နဲ့တက်တော့သွားတာပါအဲ့ media အဲ့ပေါ်မှာသွားပြီးသူတို့ friend ဖြစ်တာလို့သူတို့ကြည့်ကြတယ်သူတို့သဘောကျတယ်အဲ့လိုပုံစံမျိုးလေးဇကားတွေမှာပါလာရင်လည်းတကူတကသွားကြည့်တာကိုမြင်ရတယ်နော်အဲ့တော့ဟိုလိုရောမယ်ပွဲဆူနှဟောင်းလို့ပြည်သက်ကြတော့ friend ဖြစ်မှာမျိုးသူတို့စိတ်ဝင်စားတာအဲ့လိုဖြစ် အဲ့ဘောဒါလည်းဒါကျွန်တော်တို့ဒီနိုင်ငံနဲ့အနေနဲ့ဒီနိုင်ငံမဟုတ်ပါဘူးဘယ်နိုင်ငံမှမဆိုပါဘူးဟိုကျွန်တော်နိုင်ငံကဘူဆိုးတော့နော်ဟိုဒီကစည်းပွားရေးအကြောင်းလည်းဆိုပါအကုန်လုံးပြည်သူတက်နေတာအားလုံးစိတ်ညစ်နေရတဲ့အချိန်ပါနော်ဟိုသူရဲ့စိတ်ဖောက်ပေါက်နေနေရတခြားငိုဝရရတာလည်းစာရင်ရရမဟာမျိုးလေးပဲသူ choice လုပ်ကြတယ်ကျွန်တော်တော့90 TikTok ကျွန်တော်ခုနကတည်းကဖြစ်လဲဆိုတော့လေဒီမီဒီယာနဲ့အလိုပေါ့ ဆိုရှယ်မီဒီယာနဲ့အနမ်းမပေါ်တိကျတော့ဒီလိုက်ကြည့်နေတာရတယ်။ဘာလဲဆိုတော့အရင်တော့ကိုသိမ့်မကြည့်ဘူး။မကြည့်တဲ့ခါကျပြောလိုက်တဲ့ခါကျကိုကအဲ့လိုပေါ့။မသိဘူး။အဲ့လိုပေါ့။အမေမပြင်းနေဘာဖြစ်ရမလဲဆိုရှိရဲဆိုတိကျတော့ပြောမယ်။မြန်မာနိုင်ငံကဟိုးမို့ဆိုဒါတွေရွတ်ပြရပြတ်မှာ။အဲ့လိုရွတ်ပြရတယ်ကိုမသိဘူး။ကိုကြံခဲ့ပါဘူး။အဲ့လိုအခုတော့သိကမရွတ်ပြချင်ပါတော့။အဲ့လိုမျိုးလေးသိအောင်ကြောက်ကြည့်ကြည့်နေတော့ဒါဘာကြောင့်မြန်မာနိုင်ငံသားစင်တော်ပါလေတန်းစီတော့ရွတ်ပြအဲအဲ့လိုမျိုးဖြစ်နေရပါတော့အဲ့တော့ ါတွေကိုသိဖို့ဆိုတာဒီအောင်ကြည့်ရအောင်အဓိကတက်တော့ထားပြီးကြည့်ကြတော့အများကြီးပါပြောလို့မကောင်းတက်တော့ကြည့်ရင်သိလိမ့်မယ်တန်းစီရွှေပြအများကြီးတော့ရှော့တက်တာနော်အဲသူတို့အောင်သိတယ်တက်တဲ့ချိန်မှာဘရော့တော့မှာရှာရှည်ရလို့အဲတော့ရရပါတော့စိုင်နေဝင်မှာပေးမှုကနာနေမင်းဒါတွေကိုရွှေပြမှန်မှတော့အင်တာဗျူးပြည်လို့တော့ဒီ train တွေအကုန်သိတာမှဆိုတော့ဒါတက်တော့တော့လေ့လာတော့မှရအောင်အဲ့ဒါမီ train မရတာလွယ်အောင်ဟုတ်ဒီကလေကျွန်တော်တို့ကြတော့ ဟိုပြိသက်နဲ့အတူတူသွားတာတဲ့မှာပြိသက်မျိုးလုံးနဲ့မှာဟာဒီကောင်ကြီးကဒိတ်အောင်နေပါလေကွာ၃000ဆိုရင်လည်းအဲ့လိုပေါ့ခြားဒိတ်တွေနဲ့တွဲရိုက်လို့လက်စင်ပြေလို့မဟုတ်ဘူးအပြောခံမှာကိုကြောက်တယ်အော်ခြားဒိတ်တွေဘာတွေစိတ်ဝင်စားတယ်သူတို့ကြားတယ်သူတို့ထင်ကြငါဘာလို့ပြနိုင်သူတို့ကြောက်ကိုတွေဘာပြန်ထင်ကြလဲဆိုတော့ဟာအရင်ခေတ်ကဘဲကြီးပေါ့တဲ့မလားဟာအလုံးကကင်မရာအော်ကေဟောင်းကြီးနဲ့ရိုက်ခဲ့တဲ့ဘဲကြီးတွေဒီကောင်ကြီးကိုမလေးစားလို့မရဘူးဆိုတော့ဟာမင်းသူတို့မှရှိတယ် အဲ့တော့ကြောက်ကိုစီကပြန်ပြီးတော့အရင်ကဘယ်လိုမျိုးတွေကြိုက်လဲသူကကြည့်သိကျင်တာကိုကကြောက်တခြားသေးတွေဆိုင်ပြပါပြန်ရရဆိုဒီနေ့မှာပါတဲ့ trend ဖြစ်တယ်ဘယ်လိုပုံစံမျိုးတွေသူတို့ဝှက်ကြတယ်ဘယ်လိုတွေလုပ်တယ်ဘယ်လိုတွေပြောလဲသူတို့စိတ်နေစီတော့ကိုပြန်လေ့လာအဲ့လိုအဲ့တော့ရပါတယ်အဲ့လိုပဲဖြစ်မှာအမှန်ကဘာဘယ်ဘယ်ပညာမစုံနုပညာမမဟုတ်ဘူးဒါမျိုးတွေကအခုရှိတဲ့တော့ဟိုနောက်မှတက်လာတဲ့နောက်မှနောက်ပေါက်တဲ့မျက်နှာတွေဆိုပြီးလဲကိုကထင်သေးလို့မရတဲ့ခန္ဓာတွေဆို သူတို့စီမှာလည်းငကိုတဲ့ပါဆိုတော့ပါငါပါလာနိုင်တယ်။အဲသူတို့စီကသူတို့မလုံနိုင်နဲ့ဆိုတော့လည်းကိုယ်ပြန်ယူတင်ယူသွား။အဲ့လိုမျိုးမှလည်းဟိုကိုကလည်းသူနေရာတစ်ခုမှာကိုဘောမှာဆရာကြီးဆိုတာပြစ်မနေဘူး။အမှုပညာဘုဆိုတော့ကိုလေးလာလို့မဟုတ်ဘူးနေရာတစ်ခု။အဲ့တော့ဘလို့မဆိုအပြန်လန်တင်ယူတာကပုံကောင်းတာပေါ့။အဓိကတော့ကျွန်တော်ကတော့အဲဇက်တွေကျွန်တော်ကရုပ်ရှင်ကြည့်တာများတယ်ကွာ။ငငယ်လေးတည်းကျွန်တော်ရုပ်ရှင်ကြိုက်တာ။အဲမမရဒီတမနာယုံမှာဆိုရင်ဒီနိုင်ငံသားတင်ဆိုကျွန်တော်ဟိုဘက်ပေါက်ကောင်တွေတန်းစီပြီးကြည်ရတဲ့ခက်တဲ့ ကျွန်တော်ဦးလေးကကျွန်တော်လိုက်ပို့ဘုံပို့ပြီးလိုက်ပို့အခါကျအဲ့လိုကြည့်လို့မရရင်ကျွန်တော်ဆွက်ခန်းအထိတက်ပြီးကြည့်တယ်အဲ့လောက်ထိကျွန်တော်ရုပ်ရှင်ကြည့်တာအာကောင်းတော့ဗောနကျွန်တော်ရုပ်ရှင်ကြိုက်တယ်ကြည့်တော့ဝါနာဘောကြောင့်မယ်ရုပ်ရှင်နေတာဖြစ်တယ်လို့ပဲပြောလို့ရပါတယ်ဘောလဲဆိုကိုယ်လည်းပြန်လို့ပြချင်တာလေးရှိတယ်အဲ့တော့ဘလို့တင်ယူလဲဆိုကျွန်တော်အဲ့ရုပ်ရှင်နေတာကိုကျွန်တော်ပြန်တင်ယူရတာဗောအများကြီးတော့ရှိပါတယ်ဒီကတော့ကျွန်တော်နောက်ပိုင်းမှာ driver တင်တဲ့ဇန်ညောင်းနေတော့ကျွန်တော်လုပ်မဲ့ဟာလေးအများကြီးရှိတယ်ဗော ဒီကကူနိုင်လောက်သူတိတိလောက်လေးပြန်ရေးတော့ဇန်ယောလည်းအရင်ရေးတဲ့လူတော့မဟုတ်ပါဘူးဒါပေမဲ့ဟိုကိုရေးခိုင်းတာလေးနဲ့နားလေလူပြန်ပြန်ပြန်ခိုင်းပါတော့အဲ့လိုမျိုးလေးနဲ့ဟိုကျိုးစားမှာလေးတော့ရှိပါတယ်လာပါပါဟုတ်မှတ်တယ်ငယ်ပြောမှန်ဆိုတော့ဒါမလို့မသိလို့ဖြစ်တယ်အဲ့ဇီးရီးတဲ့မပြိုင်းဆိုတော့ကျွန်တော်ရာဇဝင်နေနဲ့ရိုက်ခဲ့တဲ့ကားကကျွန်တော်ဘယင်နေရပေါ့ဇီးရီးတဲ့မပြိုင်းကိုကျွန်တော်အရာဇဝင်ကားမှာရိုက်ခဲ့ဘူးအဲ့တော့ငယ်ဘဝမေ့သွားတယ်ဆိုတော့အဲ့လိုမျိုးဖြစ်တော့ဘယင်ကိုယ်တိုင်က သူ့ဒီအသီးကျွေးတဲ့ခေါ်ဒါမာသီးလည်းမေးရမှာဘယင်နေရတယ်အရန်စိတ်ဆိုးရတယ်မင်းတတော်ဘဝမေးရသလားဆိုအဲ့ရာဇဝင်ကောက်ရိုက်ခဲ့ဘူးတယ်ကျွန်တော်ကျွန်တော်ခင်ဗျာတော်လည်းမကြုံဘူးပါဗျာတချို့ကလေးကြောက်လည်းဘယ်လိုပြောမလဲအရန်ဘေးကပဝန်းကျင်အရန်မြောက်ပေးတဲ့ခါကျတော့တွေးနေချင်းရောက်သွားတော့တချို့ကသူကိုယ်တိုင်းအကောင်ဘေးပဝန်းကျင်အယောင်ဆူလားမသိတော့မနေနဲ့နဲ့ဒီလိုဖြစ်ဒီလိုနေရမယ်လीအ အာမေတော့လည်းမကြဲအဲ့လိုကြတယ်ခေါင်းနဲ့အဲ့ငါဝင်သွားတဲ့ခါကျတော့သူကသူဆိုင်သူခေါင်းပြောမယ်စိုးမိုးသွားတော့သူအသေးစိုးမိုးသွားတဲ့ခါကျတော့စိတ်ကချင်းသွားတယ်ရှိပါတယ်ရှိပါတယ်ဟောပါတယ်ဒီမှာတော့ဒါရာဇဝင်ကကျွန်တော်နဲ့လည်းရှေ့မှာရပြတာပေါ့သူအားကိုလည်းလုပ်ပေးပါဦးကျွန်တော်ကားလေးဆိုတော့ကျွန်တော်လာရပြီးတော့သူရိုက်တာဆိုတော့သူနောက်ဒရိုင်တာရဲ့ထဲမှာသူလည်းငကူတွေကဆန်ကြီးရေအားကောင်းဒီရောက်ကုန်တယ်ကောင်းပါသူတခြားလေးပုံပေါ်ပေးတာလေးကဘက်ကစ်နဲ့ဆိုတော့ဘက်ကစ်နဲ့ပတ်နေတော့ပြန် ဒီကားလေးနဲ့တော့ကျွန်တော်ရေရတယ်ဆိုရင်ချမ်းသာတာကားလေးလိုလူတွေအများကြီးတော့မပေါ့ဒါပေမဲ့ခုဇန်လန်းလေးနဲ့ပေါ့နော်အတူရဒီလူငယ်တွေမှာဘာလို့မပြန်းရမပြန်းဆိုပါလဲပေါ့အဲ့အားလေးလည်းလူတိသွားမယ်နောက်ပြီးတော့ရေလည်းရေအောင်ရတာလည်းစုံပါတယ်အဲ့ကြောင့်ဒါအားပေးပါတယ်ဆက်ချင်ပါတယ်ဒီလို